ရဒေါ်နယ်ထရမ့်ရဲ့လက်ကပလတ်စတာဟာလက်ဆွဲနှုတ်ဆက်ရလွန်တဲ့ဒဏ်ရာတွေကြောင့်ဖြစ်တယ်လို့အင်ဖီတော်ကပြောပါတယ်။ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းထရမ့်ဟာညာဘက်လက်မှာဆေးပလတ်စတာကတ်ထားတာကိုတွေ့မြင်ခဲ့ရပါတယ်။အဒီကိစ္စနဲ့ပတ်သက်လို့သမရမှာကျမကြီးပြဿနာတစ်ခုခုရှိနေသလားဆိုတော့မေကွနေထွက်ပေါ်ခဲ့ပေမဲ့အင်ဖီတော်ကတော့လက်ဆွဲနှုတ်ဆက်ရတာတွေများလုံးလို့ဆိုပြီးဖြေရှင်းခဲ့ပါတယ်။ အသက်89နှစ်အရွယ်သမရဟာပြီးခဲ့တဲ့လပိုင်းတုန်းကညာဘက်လက်မှာမိကပ်ခတ်ထူထူဖိုထားတာမျိုးတွေ့ခဲ့ရပူပြီးအဲ့ဒီတုန်းကတော့အင်ပီရိုပြောရေးဆိုခွင့်ရအမျိုးသမီးကာရိုလိုင်းလီယာဗစ်ကလက်ဆွဲနှုတ်ဆက်ရလုံလို့ထရမ့်ရဲ့လက်မှာဒဏ်ရာ ဖြစ်နေကြတာလို့ပြောကြခဲ့ပါတယ်အခုတခါပလတ်စတာကတ်ထားရတာကလည်းဒူညီတဲ့အကြောင်းအရင်းကြောင်းလို့လီယာဗစ်ကဆိုပါတယ်သမရရဲ့လက်ကပလတ်စတာ အကြောင်းကို အရင်ကလည်းရှင်းပြခဲ့ပြီးဖြစ်ကြောင်းပြီးခဲ့တဲ့ကာလတွေမှာ သမရဟာတစ်ချိန်လုံးလက်ဆွဲနှုတ်ဆက်တာတွေလုပ်နေခဲ့ရလို့ဖြစ်ကြောင်းသူကဒီဇင်ဘာလ17ရက်နေ့ကသတင်းတော်တွေရဲ့မေးခွန်းနဲ့ပတ်သက်ပြီးတုံ့ပြန်ခဲ့ပါတယ်။ Trump က Aspirin စီးပွားကိုလည်းနေ့စဉ်မိဝဲနေရသလိုဂျမားရေးစစ်ချက်တွေလည်းခံယူတာတွေရှိခဲ့ကြောင်းဒါတွေကလည်းတခါတလေအရေးပြားမှာအမာရွတ်ထင်းစီတာမျိုးရှိနိုင်ကြောင်းလီယာဗစ်ကပြောကြားသွားပါတယ်။ Trump ဟာ American သမိုင်းမှာအသက်အကြီးဆုံးရွေးကောက်ပွဲအနိုင်ရသမရအဖြစ်မှတ်တမ်းဝင်ခဲ့ပါတယ်။ သူဟာပြိုင်ဘက်ဖြစ်တဲ့သူတမရဟောင်းဂျိုးဘိုင်ဒန်လက်ထက်တုန်းကဘိုင်ဒန်ရဲ့အသက်အရွယ်နဲ့ကျမ်းမာရေးအခြေအနေတွေပေါ်ပြစ်မှတ်ထားထိုးနှက်ခဲ့ဖို့ပဲမဲ့လက်ရှိတူတာဝန်ယူအုပ်ချုပ်နေစမှာတော့သူ့ရဲ့ကျမ်းမာရေးနဲ့ကြံ့ခိုင်မှုအပေါ်တန်ရတိုင်းကိုအပြင်းအထန်ခုခံပယ်ချနေပါတယ်။အခုသတင်းပတ်အစောပိုင်းတုန်းကလည်းထရမသူကိုယ်တိုင်ထူထောင်ထားတဲ့လူမှုကွန်ရက်မီဒီယာချို့မှာသူ့ကျမကြီးနဲ့ပတ်သက်လို့စာအရှိကြီးရေးပြီးဖြေရှင်းချက်တွေထုတ်ပြန်ခဲ့ပါတယ် သူ့ကျမ်းမာရေးကိစ္စကိုစိတ်ဝင်တစားစုံစမ်းနေတဲ့သတင်းဌာနတွေဟာစူပူမှုကိုလှုပ်ဆော်ချင်နေကြတာဒါမှမဟုတ်နိုင်ငံကိုတစ္ဆာဖောက်ချင်နေတာလို့တော့ Trump ကဆွဆွဲခဲ့ပါတယ်။ Audova လာရုံက Trump ဟာ MRI scan ဖတ်တာအပေါ်ဝင် ကျမ်းမာရေးစစ်ဆေးမှုတွေခံယူခဲ့ဖို့ပြီးရလဒ်တွေအရတော့သမရရဲ့ကျမ်းမာရေးကဒေါက်တာမြေအဆင့်လို့အစိုးရဝန်တွေကပြောကြားဖူးပါတယ်ရှင်။